မြောင်းမျက်နာနဲ့ဆင်တူတဲ့တက်ခွပန်းတင်းမိုးဝရင်ဒဏ္ဍာရီတဲကလာသလိုထူးဆန်းတဲ့ပန်းပွင့်ကိုမြင်ဘူးပါသလားမြောက်တက်ခွ Monkey Orchid ကိုမိတ်ဆက်ပေးပါရစေတိတ်ပန်အမည်အားဖြင့် Dracula Simia လို့ခေါ်ပြီးဒီပန်းပွင့်ကအရန်ကိုထူးခြားလွန်းလို့အစ်စ်အမှန်လားမယုံနိုင်စရာပါဘီအီကွေရောနဲ့ပီရူးနိုင်ငံရှိတောင်ကုန်းမြောက်ပေါ်က မိုးတက်တော်များမှာပေါရောက်တဲ့ဒီအံဩစရာတစ်ခွားဟာမြောင်းမျက်နာနဲ့တူလွန်းလို့ဒီညီကိုရခဲ့ပါတယ်အနီးကပ်ကြည့်လိုက်ပါပွင့်ဖက်တွေမှာမျက်လုံးနှာခေါင်းနဲ့ပါးစပ်ပုံစံအမှတ်သားတွေပါနေတာကို တွေ့ရပါလိမ့်မယ်တဘာဝတရားကကျွန်တော်တို့ကိုပြက်လုံးထုတ်နေသလိုပါပဲမြောက်တက်ခွားတွေဟာပင်လယ်ရေမျက်နှာပြင်အထက်1000မှ2000မီတာအကြားရှိအေးမြပြီးဆိုတိုင်းစမြင်မာတဲ့မိုးတက်တော်တွေမှာကောင်းစွာရှင်သန်ပါတယ်သူတို့ကိုတစ်ပင်တွေပေါ်မှာတဘာဝအတိုင်းပေါရောက်လေးရှိပြီး တစ်ခွအများစုလိုပဲတစ်ပင်တွေကိုမိခိုနေထိုင်ပါတယ်ဝမ်းနည်းစရာကောင်းတာကမြောက်တစ်ခွတွေဟာအနီးရနဲ့ရင်ဆိုင်နေရပါတယ်တဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့လူသားတွေရဲ့အလွန်ကြုံစုဆောင်းမှုတွေကြောင့်ဒီထူးခြားတဲ့မျိုးစိတ်ဟာမျိုးတုံးလူနီးပါးဖြစ်နေပါတယ်ဒါကကျွန်တော်တို့ရဲ့တဘာဝကဘာဟာဘလောက်နှုန်နယ်လဲဆိုတာကို သတိပေးနေပါတယ်